ဒါရှုမှာပြည်စာလုပ်ငန်းကိုတရားဝင် ဖွင့်ခွင့်ပြုကိုက MNDA တပ်ဖွဲ့ထိ ंछ ုတ်ထားတဲ့လာရှုမြို့မှာပြည်စာလုပ်ငန်းကိုတရားဝင်ဖွင့်ခွင့်ပြုထားကြောင်းဒေသခံတွေဆီကသိရပါတယ်လာရှုမှာပြည်စာဆန်တွေတောင်လမ်းညွန်ဆိုင်ဖို့တင်နေပေါ်ပေါ်တင်တင်ခွင့်ပြုနေပြီဆိုတာဟုတ်ပါလေတီးသက်နေရလုပေးထားလို့သိရပါတယ်ထိုင်းနိုင်ငံလိုနေရာတီးသက်လုပ်တဲ့သဘောပါလို့ လာရှိုးမျိုးဒေသခံလူငယ်တယောက်ကပြောပါတယ်ပြည်စာလုပ်ငန်းတွေများမများမသိရပေမဲ့လည်းတရားဝင် ခွင့်ပြုထားတဲ့အတွက်ဆေးတွေအမြဲစစ်ပေးတာမျိုးတော့လုပ်တယ်လို့သူတို့ကပြောပါတယ်လက်မခံနိုင်ပေမဲ့အရင်လိုလမ်းကြီးပြပြီးတရားမဝင်စိုက်မိုးတွေဖွင့်နေတာလဲဆိုရင်အခုလိုကျမ်းမာရေးထိချုပ်မှုတွေရှိတယ်တရားဝင်ခွန်ကောက်ပြီးတော့ထိချုပ်နိုင်တာကတော့ပိုကောင်းသွားတာပေါ့ဗုဒ္ဓဘာသာနိုင်ငံဆိုပေမဲ့လို့အိန္ဒိယချင်းထိုင်းနိုင်ငံမှာဒီလိုပြည်စာလုပ်ငန်းတွေကိုပြေဝထိချုပ်နိုင်တာ တရားဝင်ခွင့်ပြုတင့်တယ်မတင်ဘူးတော့အားလုံးရဲ့အမြင်ပေါ်မူတည်ပါတယ်လို့အချို့ပါဒေသခံကပြောပါတယ်ဒေသခံမျိုးသားတယောက်ကတော့လမ်းပေါ်မှာပြည်သူမတွေကိုယ်တိုင်ဖုန်းနံပါတ်ကတ်တွေလိုက်လံဖျက်ဝင်နေတာတွေ့ရတဲ့အတွက်လူငယ်တွေအလွယ်တကူပျက်စီးဖို့တွန်းအားပေးသလိုဖြစ်နေမှာကိုစိုးရိမ်နေလို့ဆိုပါတယ်အခွန်ကယွမ်းနဲ့တွက်ပြီးတော့ကောက်တာပါလုပ်ငန်းပေါ်မူတည်ပြီးရာခိုင်နှုန်းကွာသွားတယ်လို့သိရပါတယ်ဥပမာလမ်းဘေးဟင်းသီးရဲဆိုင်နဲ့အသားငါးဆိုင်ကွာသလိုပါလို့ဒေသခံတယောက်ကပြောပါတယ် လာရှုံမြို့ပေါ်ကပြည်သာလုပ်ငန်းတွေအတွက်ပွင့်လင်းစွာပဲပိုစတာကပ်ပြီးတော့ကြော်ညာလာတဲ့အထိဈေးကွက်တွေအဆင့်မြင့်နေတာကိုတွေ့ရပါတယ်လို့ဆိုပါရယ်။နေဆက်မြို့တွေမှာတော့ပြည်သာလုပ်ငန်းကိုတရားဝင်ခွင့်ပြုထားမျိုးမရှိပေမဲ့နေဆက်မြို့တိုင်းပြည်သာလုပ်ငန်းတွေအများအများတွေ့နေရတယ်လို့လည်းနေဆက်ဒေသခံတွေကပြောပါတယ်။